ားလုံးပဲမင်္ဂလာပါရှင် FPO question ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023 October morning question question number 98ဖြစ်ပါတယ် Uh, the following inventory statement of Bill App Property Company yeah, describe the status of the company inventory since the beginning of the year 2014. The yeah. ni asa ga ni bi do ga sa bi do ma company ye inventory. Di kong pisi bai mo no, kong pisi bai san ya a che ni li go describe phop က်ထားတယ်ဘယ်ကုမ္ပဏီလဲဆိုလို့ရှိရင် Pillar Property Company ရဲ့ပေါ့နော် inventory statement ကို အောက်မှာပေးထားတဲ့အတိုင်းဖော်ပြထားပါတယ်တဲ့ကိုယ့်အဲ့ company users are first in first out တဲ့ method တဲ့အဲ့တော့ဘာကိုသုံးလဲဆိုလို့ရှိရင် F5 method ကိုသုံးတယ် for inventory assets valuation အဲ့တော့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှပိုင်ဆိုင်မှုတွေကို เนาะတိုင်းတာတွေတွက်ချက်မယ်ဆိုလို့ရှင်ဘာကိုသုံးလဲဆိုလို့ရှင် 5F method ကိုသုံးနေတဲ့ What is the inventory value တဲ့ inventory value တန်ဖိုးဘယ်လောက်လဲတဲ့ at the end of the year 2014နဲ့2014နှစ်ကုန်ပိုင်းရောက်တဲ့အချိန်မှာဒီ inventory value ကဘယ်လောက်ဖြစ်မလဲဆိုတာကိုမေးထားတယ်အဲ့ဒီမှာမှာ company ဒီဘာကိုသုံးတာလဲဆို 5F method ကိုသုံးနေအဲ့တော့ inventory by five မှုကိုတွက်ချက်မယ်ဆိုလို့ရှင်ဒီ 5F ကိုသုံးနေ 5F ဒီ first in first out ဖြစ်တယ် first in first out ဆိုတာဒီ warehouse တဲ့ကို အရင်ဝင်လာတဲ့ကွန်ပစ္စည်းတွေကိုရောင်းလိုက်ပြီဆိုလို့ရှိရင်အရင်ထုတ်ပေးရဆိုတာဟိုတိထားရမယ်ပေါ့နော်5-4 method ကိုတိထားရမယ်အဲ့ဒါမှမတိဘူးဆိုလို့ရှိရင်တော့ဒီပုံစံလေးကတွက်လို့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့စပြီးတော့ inventory statement တွေပဲလေးကိုစပြီးတော့ကြည့်ကြပါမယ်ပထမဆုံးတွေ့တာကကျတော့ billing property company ရဲ့ဒါကကျတော့ company name ဖြစ်တယ်ပြီး inventory statement ရှိတယ် inventory ရဲ့ statement ပေါ့နော်ဒါကကျတော့ header လို့ပြောရမှာ နော်ဒါကဟတာလေးပေါ့ခေါင်းစဉ်လေးပေါ့အဲ့တော့သူဒီဒီ inventory statement ဒီပဲချိန်မှာဆွဲမှလဲဆိုလို့ရှိရင်2014ဒီဇင်ဘာ31နှစ်ကုန်ပိုင်းမှာဆွဲမဲ့ဥစ္စာဖြစ်တယ်ပထမဆုံးပေါ့နော်ဒီ table ရဲ့ column လေးကိုကြည့်လိုက်တော့ unit ရှိမယ် unit price ရှိမယ် value ရှိပါမယ်နော်အဲ့မှာမှာ beginning ဒီမှာဒီ column လေးကိုစကြည့်မယ် beginning inventory January 1 2014 2014ဇန်နဝါရီလတရက်မှာဆိုလို့ရှိရင်ဒီ store နဲ့ပတ်သက်တဲ့ပေါ့နော်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အစသည် unit 100ရရှိပါမယ်ဒီ column လေးက unit 100ရရှိမယ်တန်ဖိုးကတစ်ခု30အဲ့တော့စုစုပေါင်းနော် inventory value ဒီ1000ရှိနေမယ်အဲ့ဒါပြီးရဲ့အချိန်မှာမှဒုတိယ line ကကျတော့ net purchase နော်အတတင်ဝယ်လိုက်တာဒီ purchase hash 1ပထမတစ်ခါဝယ်လိုက်တာဒီအခု900ဖြစ်မယ်14 unit price က14နဲ့အဲ့ဒါကြောင့်မသူ့ရဲ့တန်ဖိုးဒီ8000ဖြစ်မယ် purchase hash 2နော်ဒုတိယတစ်ခါဝယ်လိုက်တဲ့ purchase ဒီ400ဖြစ်မယ် unit 400ဖြစ်မယ်တစ်ခုကို12 12 unit price ကတစ်ခုကို12ဒေါ်လာဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဝယ်လိုက်တယ်ဝယ်လိုက်တာဖြစ်တဲ့အကြောင်းမို့စုစုပေါင်းတန်ဖိုးဒီ4000နဲ့800ဖြစ်မယ်ဒါကကြတော့နှစ်အလိုက်ကိုမှစောက်ဆုံးဟို2014နှစ်စမှာတယ်လိုက်တယ်စပြီးတော့ရှိနေတဲ့ beginning inventory ရှိမယ် unit တရား အဲ့ဒါကိုမှနှစ်ခေါက်ဝယ်တယ်ပထမ purchase 1ပထမတစ်ခေါက်ဝယ်လိုက်တာဒီ unit 900ဖြစ်တယ်ဒုတိယတစ်ခေါက်ဝယ်လိုက်တာဒီ unit 400ဖြစ်တယ်အဲ့တော့ total unit ဒီ beginning inventory မှာ100 unit ဖြစ်မယ်အဲ့ဒါကိုမှ purchase 1မှာက500 unit ရှိမယ် purchase 2မှာက400 unit ရှိတယ်အဲ့တော့စုစုပေါင်းเนาะ just see ရှိတယ် inventory unit စုစုပေါင်းဒီ1000ရှိပါတယ်1000 unit ရှိပါတယ် နော်အဲ့ဒီဥစ္စာကိုမှဆက်ပြီးတော့ကြည့်ပါမယ်ကောဆော့ကုဆိုအဗာရီဗယ်ဖို့စေးတဲ့အဲ့တော့ရောင်းဖို့ရန်အတွက်ကိုမှစုစုပေါင်းပေါ့နော်ဒီကုကွန်ပစ္စည်းကဘယ်လောက်ရနိုင်မလဲဆိုရင်တိုတယ်ရောင်းလိုက်တဲ့ unit တိ400တိုတယ်ဆို unit တိ400ဖြစ်တယ်အဲ့ဒါကြောင့်မလို့နော်တိုတယ်ဆို unit နော်တိုတယ်စုပေါင်းရောင်းလိုက်တဲ့ unit တိဘယ်လောက်ဖြစ်မလဲဆိုလို့ရှိရင်400 unit ဖြစ်ပါတယ် ပထမတာစုစုပေါင်းရှိရာကတေထောင် unit ရှိတယ်အရေးဥစ္စာအမှန်ရောင်းလိုက်တာက400 units ဖြစ်တယ်စုစုပေါင်းဒီနှစ်ဆုံးမှာဒီဇင်ဘာ2014ဒီဇင်ဘာမှာ ending inventory ကဘယ်လောက်ဖြစ်နေမှာလဲဆိုရင်စုစုပေါင်းတထောင်တွေကနေ400ကိုနှုတ်လိုက်တော့ ending inventory unit ကဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်နော်အဲအဲ Ending Infantry Unit ကစုစုပေါင်းရှိတာဒီတထောင်ရောင်းလိုက်တာဒီ400အဲ့တော့ကြောင့်မလို့ကျန်တာဒီ600 unit ဖြစ်ပါတယ်အဲ့တော့ဒီမှာက600 unit ဖြစ်ပါတယ်အဲ့ဒီ600 unit အတွက်ကိုတန်ဖိုးမိထားပါတယ် value ဘယ်လောက်လဲဆိုပြီးတော့မိထားပါတယ်အဲ့တော့လက်ရှိဆက်ဟို warehouse ထဲမှာရှိနေရသည်600 unit ကျန်သေးတယ်ပေါ့နော်ကိုယ့်ရဲ့ company မှာ600 unit ရှိသေးတယ်အဲ့ဒီ600 unit အတွက်ကို inventory value ကိုတွက်ပြရပါမယ်။ inventory value ကိုတက်တဲ့အချိန်မှာမိကုမပြထားပါတယ်5-4 method ကိုသုံးမယ်တဲ့။အဲ့တော့5-4 method ဒီ first in first out เนาะဒီမှာလည်းပြောထားပါတယ်။အရင်လာတာကိုအရင်ထွက်မယ်လို့ပြောတယ်။အဲ့တော့ပထမဆုံး100ရှိမယ်။ဒုတိယတစ်ခေါက်က900ရှိမယ်နောက်ဆုံးတစ်ခေါက်က400ရှိမယ်အဲ့မှာမှာအခုသူရောက်มาဒီစုစုအောင်ရောင်းလိုက်มาဒီ400ယူနေဖြစ်တဲ့ကြောင့်မလို့ဒီ100လုံးကထွက်မယ်100 เนาะရောင်းမှုအတွက်ဒီ100လောက်က100ဖြစ်မယ်အဲ့ပြီးတဲ့အချိန်မှာရှောင်းမှဒီ400ဖြစ်တဲ့100ရောင်းပြီဆိုရင်ဒီ900ရဲ့ဘယ်လောက်ယူရမှာလဲဆိုတော့300ယူနေယူပါမှာ purchase 1မှာကဘယ်လောက်ရှိမလဲဆိုရင်300ရောင်းလိုက်တယ်300ရောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ purchase 1ပထမအချိန် purchase 900ရဲက300ထွက်သွားတော့ဘယ်နှရာကျန်မလဲဆိုရင်200ယူနစ်ကျန်ပါတယ်เนาะ ပြီးရင်ဒုတိယကြိမ်ဝယ်တဲ့ပါချေ #2 က400 unit လောက်ကျန်ပါတယ်။အဲ့တော့အဲ့ဒီဥစ္စာရဲ့ inventory value တွက်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ပါချေ1ရဲ့ unit price 14ဖြစ်တယ်။အဲ့ဒါကြောင့်မလို့ကျန်တဲ့ unit ကို200ကို14နဲ့မြှောက်ရပါမယ်။ဒုတိယအကြိမ်400လုံးကဘာနဲ့မြှောက်ရမလဲဆိုရင်12နဲ့ပဲမြှောက်ရပါမယ်။အဲ့တော့200ကို14နဲ့မြှောက်လိုက်တော့ 2000နဲ့ရှေ့လာရပါတယ်ဒုတိယတစ်ခု400 400ကို7နဲ့မြောက်တော့ဒီမှာ value ပေးထားတဲ့4800ပြန်ရေးလို့ရပါတယ်400နဲ့ရှေ့လာရှိပါတယ်အဲ့တော့အဲ့နှစ်ခုလုံးကိုပေါင်းလိုက်တော့3900 8466 6ရေးကြည့်ကြည့်9600ကျပ်ပါတယ်အော် total value ရဲ့အဖြေဒီဘယ်လောက်ရမလဲဆိုရင်9600ရပါမယ်အဲ့ဒါကြောင့်မလို့58နံပါတ်58အတွက်အဖြေမှန်ဒီ 9600ဆိုရဲနံပါတ် B လေးကအပြည့်မှန်ဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်။